အဖေမင်းဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောရဲမှန်းလဲပုံပြောလို့ရှိရင်အမေအသားလေးပါလေးဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ရှိရင်ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလွဲနေရပစ္စည်းအမေတို့သမီးစားဖို့တော့မလိုဘူးလားသမီးဟောကျွေးပြင်းစရာရှိနေလို့ဆိုလို့ရှိရင်လက်ခံလို့ရတယ်နောက်သမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဘူးကိုကုံမအခုဆိုလို့ရှိရင်စိတ်ချမ်းသာရတယ်အများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခံနိုင်မရှိဘူး အမေဖြစ်တဲ့လူကလည်းမူးလာပြီးဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမြွန်းတယ်သာသမီပြေကပါဆိုလို့ လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်တဲ့သာသမီဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်တဲ့သာသမီတွေကြာရင်ဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူး သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်ဘာစိတ်ဆင်းရဲတာလဲအများကြီးပဲအဲ့တော့အလုံးမှာလည်းအစင်မပြေတာနဲ့ဒါမလို့မိဘစိတ်ဆင်းရဲမှာဆိုလို့ဆိုပြီးတော့မပြောနဲ့ကိုယ့်ကိုယ်တယောက်တည်းချိန်ဖြေချင်းကြရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအရာအပြင်နဲ့မေကိုပြောချင်တာလေးစီလားတကူဘူးဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်ဘာစိတ်ဆင်းရဲတာလဲအများကြီးပဲမိဘခါကျတော့အလုံးမှာလည်းအစင်မပြေတာနဲ့တကူဘူးဆိုလို့ရှိရင်ကိုယ့်မှာလည်းကိုယ့်စိတ်ဆင်းရဲနေရတဲ့အနေကိုရှိတယ်လို့ပြရ အခုလည်းကြည်အောင်နေလေကင်းတော့အလုံးမှာပုံစံလာပြီးတော့ကကြတော့သူသမီးငယ်ဟိုးတဲ့စိတ်ချမ်းသာကိုထားလိုက်ပါစိတ်ချမ်းသာကိုထားလိုက်ပါလားဆိုတော့လည်းငါးစိတ်စိတ်ရအောင်လုပ်ညာလားဆိုတော့လည်းမဟုတ်ဘူးသူတို့လူလေးသေးသမီးရှိကိုအကုန်လုံးပေးနေတယ်ကို့မှာလည်းကို့ကကိုအဆင်မပြေတာလေအများကြီးပဲရှိတယ်ဒါမလို့မိဘစိတ်စိတ်ရမှာဆိုလို့ဆိုပြီးတော့မပြောနဲ့ကို့ကကိုတယောက်တည်းချိန်ခေချင်းခေရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလုံးကအဆင်မပြေလို့ပြောင်းကျင်တာတော့မဟုတ်ငါအလုံးပြောင်းလိုက်လို့ရှိရင် ော်သူတို့ခက်ခဲသွားပါလိမ့်မယ်တခုခုဆိုလို့ရှင်အစမပြေဖြစ်သွားပါလိမ့်မယ်အငင်မကလည်းသူစူးစမ်းနေရပန်းနဲ့မရောက်သေးဘူးဆိုတော့စိတ်နဲ့ကို့မာလေးကိုလုံးချင်တာလည်းဘာမှမလုပ်ဘူးအစ်မရောက်တာဆိုလို့ရှင်လည်း၃နှစ်ကြီးပြီအဲ့၃နှစ်နဲ့ကို့မာလေးသူများရဲ့လို့ iPhone ခိုင်းချင်တယ်လေဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တာလိုက်ပြင်စည်းနေရတော့မဝယ်ရဘူးအဲ့လိုကြည့်လို့မရဘူးလေအဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောရဲမှန်းလဲဟာတဲ့ ်အမေတကူဘုံပြောလို့ရှိရင်အမေအမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စာအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ရှိရင်ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေရပစ္စည်းအမေတို့သမီးစားဖို့တော့မလောက်ဘူးလားသမီးဟောကျွေးပင်စရာရှိနေလို့ဆိုလို့ရှိရင်လိုက်ကြလို့ရတယ် နာသမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦး။ကိုယ့်ကောင်မအခုဆိုလို့ကျင်စိတ်ချမ်းရစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးကနိုင်မရှိဘူး။ယူချင်နေပြီသီလားကိုကူကိုတကသလေးစဉ်းစားလဲဆိုအမေမသိဘူး။သမီးပါလေသမီးတော်ရနေအများကြီးပဲအမေ။သမီးရကောလို့အမေတို့တကူကြည့်မရအများကြီးပဲ။အမေတို့ဆက်သမီးတွေကိုမကြည့်ဘူးတကူက။ ကိုတော်သမီးစိတ်ချမ်းသာအောင်လို့ပြောအဖေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမြော်နေတားလိုက်တော့တာသမီးပြေကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရတာသမီးဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်ရတာသမီးတွေကြာဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူးမျိုးပြောလို့ရှိရင်တမိဘဘလို့မှစိတ်ကအဆင်မပြေဘူးအလုပ်တည်းလည်းအဆင်မပြေဘူးဘယ်မှအဆင်မပြေဘူး ။ဘာလို့လိုလိုမမ်းမသိမေရောပြော။ကောင်းလို့မင်းမိမလိုလိုရင်တကုတ်ကုတ်ဆိုရင်ပွင့်ညာလို့မရှိဘူး။ကိုကစိတ်အစ်စ်မပြေတဲ့အချိန်နဲ့သူတို့ကအဲ့လိုလာပြောတဲ့အချိန်နဲ့ညာလို့ကိုကအော်မိတော်လို့ရှိရင်လည်းကိုပဲစိတ်မကောင်းပြရအခုလည်းကိုပဲစိတ်မကောင်းပြနေရတယ်။သူတို့တွေကကျတော့ကိုကအမေသမီးဘယ်လောက်စိတ်ဆင်းရဲနေလို့နောက်နေပြီလို့ပြောလိုက်တာနဲ့ကိုဘိုးကိုချက်သွားတာကိုသားသမီးဟုတ်တာတွေဘာညာလဲသူတို့ဘယ်တော့မှမတွေးဘူး။ဘယ်တော့မှလည်းတွေးမှလည်းမဟုတ်ဘူး။ အဖေလုံးရဲ့အဖေကိုကြတော့လေအဖေစကားပြောချင်လို့ဖုံးပြောပါဦးဖုံးပြောပါဦးကောက်ကောက်ကကပြောလေဒီကအမပုံဝင်ပြောတယ်ဆိုတာမရှိဘူးအမေပြစ်တယ်ဆိုတာလေကိုယ်အများအဲ့လိုလေးတခွေးလောက်អော်လိုက်ပြီဆိုရင် ဖုံးကြသွားတော့ကိုယ်စကားကိုစက်မပြောတော့သူကသူတရားပုံစံမျိုးနဲ့ဘယ်သူမှသွားရေးဖွင့်ရမရှိဘူးတရားတွေတကယ်ကြီးဘောင်းနေမရှိဘူးတရားတွေနေရတာပါလို့ချင်းချင်းကကပြောလေမရဘူး စိတ်ဆင်းရဲနေပြီအပင်နဲ့မေကိုလည်းတွေ့ပြောလိုက်ကြပါဦးစကားလေးပါလေးလည်းပြောပုံစံလည်းခိုင်ပါလေဘုရားဦးဒီပုံစံတိုင်းဆိုအမြဲတမ်းအတိုင်းကြီးပဲကိုကဘလောက်ကြီးဒီသူတို့တွေကြည့်မကြည့်ဘူးကိုနဲ့ကြတရားပါမကြည့်ကိုကကိုဘလောက်ငိုးနေငိုးနေပုံချသွားဘသူ့အတွက်ဘသူတကယ်ကြီးပဲဖြစ်နေနေကြီးကမောင်နှမပဲဖြစ်နေနေမိဘပဲဖြစ်နေနေကိုဘကအတက်နိုင်ဆုံးကိုအကောင်းဆုံးလုပ်ပေးတယ်ကိုအကောင်းဆုံးဆိုတဲ့အရာလေးကြီးပဲပေးခဲ့ရကြီးပဲတော့ကိုကောင်းတယ်လို့တကူမှမတွေးဘူး ကိုဘလောက်ကြီးသူတို့တွေကြည့်မိနေတယ်တမင်းသားဖို့တော့ဘလောက်ဘူးဆိုတဲ့စကားကြီးရတော့ကိုသားသမီးဘလောက်စိတ်သေးရဲ့မလဲဆိုတော့လည်းစဉ်းစားကြပါဦးကိုပြောလိုက်တဲ့စကားတခုကကိုသားသမီးကိုဘလောက်စိတ်သေးရဲ့စီလဲဆိုတော့လည်းစဉ်းစားကြပါဦးတကူးကူးဆိုလို့ရှိရင်သမီးချောင်မေတို့ပြောလိုက်ရတယ်ဆိုတာမျိုးလေးလည်းထည့်ပြောကြပါဦး အခုတော့တမီအမေတို့ကဘလို့စိတ်စိရဲနေလဲဆိုတာလေးကြည့်ပဲလာလာပြောနေကြအဒီကငကောကမှကိုကိုကမှအဆင်မပြေပါဘူးဆိုနေအမေတို့ကအဲ့ဒါလေးကြည်လာပြောနေဒီချိန်တခါတခါတလေတပတ်တပတ်လောက်နေသူလို့ရှိရင်တော့မပြောပါဘူးအကူအလာနေကြည်နေပြီဒီကန်စားချက်ကြီးကဘယ်လိုမှသီးဝခံနိုင်တော့ဘူးတစ်ချိန်လုံးဒါပဲတွေ့နေရသိရလား နိုင်ငံမှာတယောက်တည်းနေရတဲ့ကစားချက်ကိုပေတော့မေတော့လည်းနေဘူးတာပဲကိုချင်းစာပေါ့နေရမကောင်းဘာမှအစမပြေနေမကောင်းလေလို့လို့ရနေကောင်းလေလို့လို့ပဲရဆိုပိန်နေမှမသိဘူးတမီလိုက်စူးစမ်းနိုင်ကတော့တော့စူးစမ်းနေရပဲပိန်နေမိရတော့စိတ်ဆင်းရဲစရာတွေကြီးပဲလာလာတော့နေじゃん ပြောပြီးသူတို့ကပြီးပါကို့မှာတော့တယောက်တည်းခံစားနေခဲ့ရတာဘယ်နဲ့ရဲ့ဘယ်နဲ့လီမှန်းမသိဘူးဒီမောက်ကိုကြည့်ပြီးလဲတကယ်ကိုစင်ကောင်းဖြစ်မိပါတယ်ရှင်မိသားစုတိုင်းမှာကိုယ့်ရဲ့အပူပိပင်တောကနဲ့ကိုရှိတတ်ကြပါတယ်မိတ်ဆွေတို့အမျိုးလည်းဘလို့များ recommend ပေးချင်ပါလဲရှင်